ကကေပတ်ကြားဖြန့်ဝင်းတွင်အထုကုခွဲစိတ်ဆရာဝန်များနှင့်ကိုရင်းအင်ဟာထုတ်ယူသည့်ဈေးရုံဆောင်များပင်ရှိခဲ့ဈေးကွက်တွင်ဒေါ်လာ3သိန်းမှ3သန်းထိဈေးရမင်္ဂလာပါအော်ဒီယိုဘိုင်းဆောင်းနိုင်ငံနှင့်ကြိုဆိုပါရစေဒီတစ်ခါမှာတော့မြန်မာနိုင်ငံမြောက်ပိုင်းမြို့ကကေပတ်ကြားဖြန့်ဝင်းမှာအထုကုခွဲစိတ်ဆရာဝန်များနှင့်ကိုရင်းအင်ဟာထုတ်ယူတဲ့ဈေးရုံဆောင်များပင်ရှိခဲ့ကြောင်းဈေးကွက်မှာဒေါ်လာ3သိန်းမှ3သန်းထိဈေးရကြောင်း ြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်။အော်တိုဘာလနေ့စတင်ပြီးမြမစစ်တပ်ကထိုင်းမြန်မာနယ်စပ်မြောက်ပြည်မြို့ရှိနမဲဇိုးနယ်ကဘာကျော်တဲ့ကေကေဘတ်ကြားဖြန့်ဝင်အားဝင်ရောက်စီးနှင်းဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ဒီလိုမျိုးစီးနှင်းဖောက်ခွဲရမှာထွက်ပြေးလွတ်မြောက်လာသူများစွာရှိသလိုထိုသူများဤပြန်လည်ပြောပြချက်ရထိုဝင်အတွင်းတွင်ပေါင်ကုန်ဈေးကွက်တွင်သို့ရောင်းချမှုများရှိနေကြောင်းခွန်ဆက်ရမှာ ခွဲစိတ်ထုတ်ယူတဲ့အထုကုဆရာဝန်များစဲရုံဆောင်များလည်းရှိကြောင်းသိရပါတယ်။ရင်းကြားပြဝန်တွင်အထင်ရှားဆုံးသောလူကိုယ်ရင်းအင်္ဂါထောက်ယူရောင်းစားသည့်ကိစ္စများလည်းတွင်ဘီလာရုနိုင်ငံသူဘယာကရက်ဆိုပါနှင့်ကင်ညာနိုင်ငံသူဂရက်မာတာတို့ကိစ္စဟာလူသိများထင်ရှားပါတယ်။အသက်26နှစ်ရှိပြီဖြစ်တဲ့ငရယ်ချောမောသူဘီလာရုနိုင်ငံသူအဆိုရာမာလေးဘယာသည်2025ခုနှစ်စက်တင်ဘာလ12ရက်က လာစာအလွန်ကောင်းသောမော်ဒယ်လုပ်ငန်းလုပ်ရန်လိန်ခေါ်ခံရမှုကြောင့်ဘန်ကောက်ကိုစတင်ရောက်ရှိလာခဲ့ပါတယ်။တပတ်အတွင်းမှာမြန်မာနယ်စပ်ကကပတ်ကြားဖြန့်ဝင်းကိုရောက်ရှိလာခဲ့ပါတယ်။ချောမောပွီငယ်ရွယ်သူဖြစ်တာကြောင့်ချမ်းသာတဲ့နိုင်ငံတကာမှအမျိုးသားများကိုပြစ်မှတ်ထားငွေလိမ်ရတဲ့လူကိုခိုင်းစေခံရပြီးမိခင်ဖြစ်သူကသူနဲ့အော်တိုဘာလ၄ရက်နေ့၌သာနောက်ဆုံးချိန်ဖြစ်အဆက်အသွယ်ရခဲ့ကြတဲ့ တမိဖြစ်သူဘယ်ရာနဲ့ဆက်သွယ်ရပြီးတဲ့နောက်ပြန်ပေးငွေဒေါ်လာ9သိန်းတောင်းရာမပေးနိုင်တာကြောင့်ဇပိုင်းကြမှာကိုရင်းအင်ဟာထောက်ယူကရောင်းစားလိုက်ပြီးအလောင်းကိုမီရှိုလိုက်ပြီးလို့သူ့စီကိုမက်ဆေ့ပို့လာကြောင်းသိရပါတယ်။ထို့တူပဲကညာသူဂရိတ်မာတာတီလည်းအသက်22နှစ်သာရှိသေးကချောမောလှပသူဖြစ်ပါတယ်။သူဟာကကေပတ်တော့ရောက်ပြီးလေးလာကြမှာကိုရင်းအင်ဟာများထောက်ယူခံရကား ထိုင်းဘက်ချမ်းကိုသတိလေးလျက်အနေထားနဲ့ပြင်းထန်စွာဖျားနာပြီး ရောက်ရှိလာပါတယ်။မဲဆောက်တွင်အခြေဆိုင်ခါကြားဖြတ်တစားကံများနဲ့လူမောင်ခုတ်ကူးခံရသူများကိုကုညီကယ်ဆယ်ရေးလုပ်နေတဲ့ Global အဖွဲ့မှ CEO ကို Michaelie Moore ကဂရိမာတာသည်တကယ်ပတ်စေုံတွင်တရားမဝင်ကိုရီးအင်္ဂါထောက်ယူခံရပြီးမဲဆောက်သို့သတိလေးလျက်ရောက်ရှိလာကြောင်းမိသားစုနှင့်တွဲဆုံနိုင်ရန်ဆက်သွယ်ပေးပြီး အသက်ဆက်နိုင်ရေးအတွက်အသက်ကူကိရိယာများတက်ဆင်ထားပေမဲ့ဘယ်လိုမှမစင်တန်နိုင်တော့အကြောင်းအသက်ကူကိရိယာများကိုသူကိုယ်တိုင်ပြုတ်ပစ်ခရရလို့ပူလီစာစင်တာကိုပြောကြားသွားခဲ့ပါတယ်အသက်24နှစ်ရွယ်စိုက်ဘေးရီးယားနိုင်ငံသူဒါရှင်နီမာအိုချာနီမာယီကာကိုလည်းကကေပတ်ကြားဖြန့်ဝင်တဲ့၌ပင် ကိုရင်းအင်္ကာများထောက်ယူရောင်းစားရန်စီစဉ်ငတ်ပေမဲ့ထိုင်းနိုင်ငံရှိ ရုရှားသံအမတ်ကြီးဒိုမီခင်ကိုတိုင်ရောင်းဝယ်စစ်ဆေးရာမှာအောင်မြင်စွာကဲထောက်နိုင်ခဲ့တဲ့မှတ်တမ်းများလည်းရှိပါတယ်။ယခုနောက်ဆုံးကကပတ်ကြားဖြတ်ငရဲကမ်းမှလွတ်မြောက်လာသည့်ရုရှားနိုင်ငံသူကေစီနာပန်တီလီဘာကမိမိတည်းလဲထိုင်းတွင်ဘာသာပြန်လက်ဟုလိန်ခေါ်ခံရပြီး လက်နက်ကင်စစ်သားများကတောင်ရင်မြစ်ကိုဖျက်ချော်ခံပြီးကကပတ်သို့ခေါ်ဆောင်ခဲ့ကြောင်းကကပတ်မှာ နှစ်မိနစ်သွားရတဲ့အကွာဝေးနိုင်ရှိသည့်ပေါလင်းဟုခေါ်သောအဆောင်တွင်အလုပ်လုပ်ရကြောင်းထိုအဆောင်မှာလူများကိုရိုက်နှက်နှိမ့်ဆက်သည့်အဆောင်ဖြစ်ကလိန်လယ်မှုအလုပ်ကိုကောင်းစွာမလုပ်နိုင်သူများအားပို့ဆောင်နှိမ့်ဆက်ရအဆောင်ဖြစ်ကထိုတော့နှိမ့်ဆက်သည့်အတိုင်းထပ်အသုံးဝင်တော့ရကြောင်းအနည်းနာရှိခွဲဆက်ရဆေးရုံဆောင်တို့ပို့ခံရကြောင်းပြောကြပါတယ်ထိုဆောင်တွင်ကိုရင်းအင်္ဂါများထုတ်ယူကပေါင်ကိုဈေးခွက်တို့ပို့ဆောင်ရောင်းချကြောင်းသိရပါတယ် ူမကိုယ်တိုင်ကတော့ဘာသာပြန်ခြင်းနဲ့လူမှုကွန်ရက်ပေါ်လိမ့်လည်ပေးရမှုမှာအတုံးကျနေသေးရကြောင်းကံကောင်းခဲ့ကြောင်းအလောဝင်ရန်နေမျိုးဆောင်ဖြစ်ကေကေပတ်တို့ရောက်ရှိလာသူတိုင်းအားသွေးစစ်ခြင်းမှာကိုရင်းအင်္ဂါမောင်ကိုဇေကွက်လိုအပ်ချက်နဲ့ကန့်ညီမှုရှိမရှိမှတ်တမ်းထားရန်လှောက်ဆောင်ခြင်းသာဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်။နေရောက်တက္ကသိုလ်ဂရမန်စစ်ပညာသင်ကျောင်း၏ဇီဝကျွမ်းဆိုင်ရာပမောက္ခဒေါက်တာအတာကပ်ပလန်က ကော်ရင်းငါထောက်ယူပြီးမောင်ကုံဇဲခွက်တင်ရောင်းစားခြင်းမှာလွယ်ကူသည့်လုပ်ငန်းမဟုတ်သောကြောင့်ကကေပတ်ကြားပြန့်ဝင်တွင် အထုကုဇယဝံများခွဲစိတ်စေယုံဆောင်များရှိရမည်မှာထေကြကြောင်းအလွန်ခင်မိသောဖွဲ့စည်းပြင်ဆင်တည်ဆောက်မှုရှိမှသာ လုံနိုင်စွမ်းရှိသည့်အရာဖြစ်ကထောက်ယူခံရသူသည်ကျမ်းမာပြီးငြိမ်ရွယ်ရမည်ခွဲစိတ်မှုမှာစောင့်ကြည့်ရသည့်စေဘဆိုင်ရာပညာရှင်များစွာ ပါဝင်ရမည်ဟုတုံးသက်ပြောဆိုသွားပါသည် တရုတ်နိုင်ငံဟာမြန်မာနဲ့အိမ်နေချင်းဖြစ်နေခြင်းကကုန်ရင်းအင်္ဂါမောင်းကိုဈေးကွက်အတွက်လူကုန်ရင်းအင်္ဂါများကိုအစိုးရကြားပြန့်ဝင်များအတွင်ထုတ်ယူပြီး ပေးပို့ပါက အချိန်မီနိုင်ကြောင်းအချိန်မမီတဲ့ဝေးလံသောနေရာများတွင်ကုန်ရင်းအင်္ဂါစားထုတ်မှုမအောင်မြင်နိုင်ကြောင်းကမ္ဘာတွင်ကုန်ရင်းအင်္ဂါခွဲစိတ်လဲလဲရန်လိုအပ်သူစုစုပေါင်း၏၁၀ရာခိုင်နှုန်းသာလူရန်သူများထံမှရရှိနိုင်တာကြောင့် ကိုရင်းအင်္ဃာမောင်ကိုဇေကွက်ကြီးဟာအလွန်ကြီးထွားလာနေပြီအများအဖြစ်စင်ရင်လွန်းလာကြောင်းစန္နလျောက်ကိုရင်းအင်္ဃာထုတ်ရောင်းသူကမောင်ကိုဇေကွက်မှာအများဆုံးဖြစ်ကြောင်း၎င်းကပြောကြပါတယ်မောင်ကိုဇေကွက်မှာကြောက်ကက်ကဲ့သို့သော ကိုရင်းအင်္ဃာတစ်ခုရဲ့တန်ဖိုးဟာဒေါ်လာတသိန်းမှဆယ်သိန်းထိဈေးပေါက်တာကြောင့်ကြားဖြန့်ကွန်ရက်မှာလူရသည့်ဝယ်လက်ရှိပါကကန့်ညီသူများထံမှကိုရင်းအင်္ဃာထုတ်ယူရောင်းစားခြင်းဖြစ်နိုင်တယ်လို့ တုံးသက်ပြောဆိုသွားခဲ့ပါတယ်။